ကျွန်တော်တို့လူသားတွေဟာပစ္စည်းအသင်းဆန်းတိုင်းကိုစမ်းတမ်းမှုတွေပြုလုပ်လေးရှိကြပါတယ်။အဲဒီလိုမျိုးစမ်းတက်တဲ့အခါမှာလည်းကျွန်တော်တို့ဟာအန်အောစရာရလက်တွေကိုအမြဲတမ်းရရှိနေကြပဲဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်က YouTube ပေါ်မှာတွေ့ရှိခဲ့ရတဲ့စမ်းတက်တဲ့ထူးထူးခြားခြားစမ်းတမ်းမှုတွေအကြောင်းကိုဒီစုဒစီတဲ့ပြောပြတင်ဆက်ပေးသွားမှာဖြစ်လို့ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးကြပါအောင်ခင်ဗျာ။ရေမစိုးတော့တဲ့ ကျွန်တော်တို့မြင်တွေ့နေကြတဲရီဖုံဖုံတွေကိုဆိုရင် ရေလောင်းလိုက်တဲ့အခါမျိုးတွေမှာချက်ချင်းဆိုသလိုသူတို့ဟာပျော်ပြဲပြီးတော့ရေထဲကိုပျော်ဝင်သွားတတ်ကြပါရဲ့။ဒါပေမဲ့ပရိသတ်တို့အနေနဲ့ရေထဲကိုထိလိုက်ရင်တော့မှအပျော်ဝင်နိုင်တဲ့တဲအမျိုးအစားကိုအရင်တုန်းကတွေ့မြင်ဖူးကြပါသလား။ဒီကထူးဆန်းတဲ့စမ်းသပ်ချက်တစ်ခုမှာတော့ YouTuber တယောက်ဟာတဲကိုရည်ထဲထည့်လိုက်တဲ့အခါမှလေး၆တွင်နေလေးရဲ့ရှင်နေခဲ့ပါရင် ဒီမှာပြည်သူတို့မြင်တွေ့နေရတဲ့အတိုင်းသူဟာတဲရီကိုအခုလိုမျိုးဇွန်နဲ့ရေထဲကနေခတ်ထုတ်လိုက်တဲ့အခါမှာလေဒီကတဲရီဟာလုံးဝခြောက်သွင်းနေတာကိုတွေ့မြင်ရပါတယ်။တကယ်တမ်းကတော့ဒီကတဲတဲမှာဆီလီကွန်တိုင်အောက်ဆိုင်နဲ့မိသိန်းတက်ငွေအချောက်ကိုရောနှောထားလို့ဒါကိုရေထဲဘလောက်ကြာကြာထားထားလုံးဝကိုရေမဆိုးသွားပဲနဲ့ခြောက်သွင်းနေလျက်ရှိနေတာပဲဖြစ်ပါတယ်။ ဒီမှာဆန်တက်ပြခဲ့တဲ့တဲရီထဲမှာအခုလိုဓာတ်ပစ္စည်းနှမျိုးကိုထည့်သွင်းထားလို့တော့ရေထဲရောက်သွားတဲ့အခါမှလည်းဒီတဲရီဟာလုံးဝကို၆သွေနေတာပဲဖြစ်ပါတယ်။ဒါကြောင့်ဒါဟာလေးတကယ်ကိုမယုံနိုင်ဘွေရာဆန်တက်ချက်တခုဖြစ်လုံနေပါ रे ခင်ဗျာ။အဆစ်ပြင်းအားဆန်တက်မှုကျွန်တော်တို့လူသားတွေဟာထူးဆန်းတဲ့ဆန်တက်မှုတွေကိုအမြဲတမ်းလိုလိုပြုလုပ်လျက်ရှိတဲ့အတိုင်းပဲတစ်ခါတလေကြာရင်ဒီက crazy h1z youtube channel ကလိုမျိုးအရန်ကိုထူးခြားဆန်းကြတဲ့ဆန်တက်မှုတွေကိုလည်းလုပ်လေရှိတတ်ကြပါရဲ့။ ဒီမှာတော့သူတို့ဟာဓာတ်ပစ္စည်းနှမျိုးဖြစ်တဲ့ sulfuric acid နဲ့ hydrogen peroxide တို့ကိုဘီယာခွက်ထဲရောနှောလိုက်ခါအရေတမျိုးပြုလုပ်လိုက်ပါတယ်။အဲဒီနောက်ဒီကရလာတဲ့အရေကို prana solution လို့ခေါ်ဆိုတယ်လို့သိရပါတယ်။ ။နောက်ပြီးတော့ဒီကအရေးဟာအရန်ကိုအန်ဒီရဲ့မျာလွန်းတာကြောင့်ဒီအထဲကိုထည့်လိုက်တဲ့ဘဲအရာပဲဖြစ်ဖြစ်ပျော်ဝင်သွားကောင်ပျောက်ကွယ်သွားတယ်လို့သိရပါတယ်။ဒါကြောင့်ဒီက YouTuber ဟောဒါကိုဟုတ်မဟုတ်လက်တွေ့စမ်းသပ်လို့တဲ့အတွက်အရွတ်တရွတ်ကိုကူပြီးဒီကအရေးတဲကိုထည့်လိုက်ပါတယ်။ဒီမှာတော့ပြိတ္တတို့မြင်တွေ့နေရတဲ့အတိုင်းပဲအရွတ်ဟောအဲ့ဒီအရေးရဲ့တိုက်စားခြင်းကိုခံရပြီးလုံအောင်ကိုပျောက်ကွယ်သွားခဲ့ပါတယ်။နောက်ပြီးတော့သူဟောဒီထဲကိုအနေအယောင်ကျွတ်ကျွတ်တစ်လုံးပါထက်ထည့်လိုက်ပါသည်။ ဒီမှာအန်အိုဇီဟာကောင်းလောက်အောင်ပဲအဲ့ဒီကျွတ်ကျွတ်အိတ်ဟာလည်းချက်ချင်းဆိုသလိုပျော်ဝင်လို့သွားခဲ့ပါတယ်။ဒါအပြင်သူဟာဒီအရေတဲကိုအခုလိုပလတ်စတစ်ဘူးကုန်တွေကိုလည်းထည့်သွင်းလိုက်ပါသည်။ဒီမှာတော့အဲ့ဒီဘူးကလည်းအစ်စ်အရေထဲမှာလုံးဝကိုပျော်ဝင်လို့သွားခဲ့ပါတယ်။ဒါကြောင့်ဒီအစ်စ်အရေဟာ ကျွန်တော်တို့လူအသားရေနဲ့ထိမိရင်အရန်ကိုအန်ရည်များမှာကျိန်တည်လာပါတယ်ခင်ဗျာ။မီးမလောင်နိုင်သောငွေဆက်ကို လွန်ခဲ့တဲ့နှစ်အနေငယ်တုန်းကအိန္ဒိယနိုင်ငံမှာရူပီ2000တန်ငွေစက်ကူအတတမျိုးထွက်ပေါ်လာခဲ့ပြီးဒီမှာအဲ့ဒီငွေတွေဟာမိမလောင်ကျွမ်းနိုင်မှုဆိုတဲ့ကောလာဟလသတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ဒါရဲ့အကြောင်းကားတော့အဒီနိုင်ငံက YouTuber တယောက်ဟာဒီငွေစက်ကူကိုမီးရှို့ပြပြီးတော့မိမလောင်နိုင်ကြောင်းစံတပ်ပြသခဲ့လို့ပဲဖြစ်ပါတယ်။အဲ့ဒီနောက်ဒီဗီဒီယိုကိုလူတွေမြင်သွားခဲ့ကြတဲ့အခါဒါကိုယုံကြည်သွားခဲ့ကြပြီးမိမိမှာရှိကြတဲ့ရူပီ2000တန်ငွေစက်ကူအတစ်တွေကိုမီးရှို့ကြည့်ကြပါတော့။ဒါအမဲ့ဒီမှာသူတို့ရဲ့ငွေတွေအလုံးဟာမီးလောင်ပြီးတော့ပြန်စီသွားခဲ့ရပါတယ်။ ဒါကြောင့်နောက်ပိုင်းမှလူတွေဟာအဲ့ဒီဗီဒီယိုကအတုဆိုတာကိုသိရှိသွားခဲ့ကြပြီးဒီလူဟာသူစမ်းသပ်မီရှိုးပြတဲ့ငွေဆက်ကူရဲ့အပေါ်မှာဆန်နတိုက်ဇာကိုတုံလင်းကမီရှိုးပြခဲ့တာဖြစ်ကြောင်းသိလာခဲ့ကြပါတော့တယ်။ဒါကြောင့်ဒီလိုငွေဆက်ကူတွေမှာဆန်နတိုက်ဇာနဲ့စိန်ထားမယ်ဆိုရင်မီဘလိုရှုပ်ရှုပ်မလောင်ကျွမ်းသွားဘူးလို့သိရပါတယ်။ဒါပေမဲ့ဒီဗီဒီယိုကြောင့်အဲ့ဒီတုန်းကလူပေါင်းများစွာဟာမိမိရဲ့ရူဘီ2000တန်ငွေတွေကိုမီရှိုးပြခဲ့ကြတာကြောင့်ဒါတကယ်ကိုနှမျောစရာကောင်းလာပါတယ်ခင်ဗျာ။တတုံးနှစ် hydraulic piston ရိုက်တာရိုနီနဲ့ကမ္ဘာပေါ်မှာအမာကျော်ဆုံးတစ်ဟာအော်စတြေးလျန်ဘူလော့ကလို့ခေါ်တဲ့တစ်ပဲဖြစ်ပြီးဒီတစ်ဟာဖီအားပေါင်း9000လောက်အထိခံနိုင်ရရှိတယ်လို့သိရပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်လေအမာကျောင်းဆုံးတက်ဟာကျွန်းတက်ဆိုတော့ကိုအားလုံးသိပြီးသားဖြစ်ပေမဲ့ဒီမှာကျွန်းတက်ဟာဖီအားပေါင်း9900လောက်အထိခန္ဓာရည်ရှိတယ်ဆိုတော့ကိုသိကြပါသလားဒီဖီအားခန္ဓာရည်တွေဟာတတ်မှတ်ချက်တွေသားဖြစ်ပြီးတော့ဟိုက်ဒရိုလစ်ဆက်အောက်မှာအဲ့ဒီတက်အမျိုးအစားတွေဘယ်လောက်အထိခန္ဓာရည်ရှိလဲဆိုတာတော့အခုမှတွေ့မြင်ရမှာပါ ဒါကြောင့်အခုလိုမျိုးဖိစံနေပစ္စည်းမျိုးမျိုးကိုစံတက်ပြတဲ့ channel တခုကနေကဘာပေါ်ကအမှားဆုံးဆိုတဲ့တစ်တွေကို hydrolysis နဲ့စံတက်ပြတာခဲ့ပါရင်ပထမဦးဆုံးအနေနဲ့ဒီကလူဟော saprose လို့ခေါ်တဲ့ထင်းရှူးသစ်အမျိုးအစားကိုအဲ့ဒီဖိအားဆက်ပေါ်မှာတင်ပြီးတော့စံတက်ပြခဲ့ပြီးဒီမှာတော့ saprose ထင်းရှူးသစ်ဟာဖိအား kilogram 9000လောက်အထိတောင်မှဘာမှမဖြစ်သေးပဲဖိအား11820 kilogram နဲ့ဒါကိုပေါင်နဲ့တွက်မယ်ဆိုရင်ပေါင်2600လောက်အထိခံနိုင်ရည်ရှိခဲ့တာကိုသွားတွေ့ရပါတယ် ဒီလိုနဲ့နောက်ထပ်ကောဝီလိုလို့ခေါ်တဲ့မုံမခပင်ရဲ့တစ်ကိုသူတို့ဟာထံမှန်ဆန်းသက်ခဲ့ပြန်ပါရှင်။ဒီမှာတော့အဲ့ဒီမုံမခတစ်ဟာတတားနဲ့ပြုတ်လောက်ထားတဲ့လူသုံးကုန်ပစ္စည်းတွေကိုဖန်တီးရဲ့နေရာမှာအတုံးများတဲ့တဲအမျိုးစားတစ်ခုလည်းပဲဖြစ်ပြီးအခုလိုမျိုးဖိဆက်တဲ့သူကိုဆန်းသက်ခဲ့ရမှာတို့ဒီတစ်ဟာဖီအားကီလိုဂရမ်2000ကျော်လောက်အရောက်မှာတို့နှစ်ချမ်းကွဲထွက်သွားခဲ့ပါရှင်။ဒါကြောင့်ဒီမုံမခတစ်ဟာလည်းဖီအားပေါင် တော်တော်များများအထိခံနိုင်ရရှိနေတာကိုတွေ့မြင်ခဲ့ရပါရှင်။ ဒီလိုနဲ့တတိယစံတတ်မှုမှာတော့နောက်ထပ်ထင်ရှုသည့်အမျိုးအစားဖြစ်တဲ့ဖိုင်းသည့်အမျိုးအစားကိုသူဟာစံတတ်ပြခဲ့ပါတယ်။ဒီစံတတ်မှုမှာလည်းဖိုင်းထင်ရှုသည့်ဟာကီလိုဂရမ်တထောင်ခွဲကျော်အရောက်မှာတော့အရေတွေထွက်လာပြီးတော့ကွဲကြေလို့သွားခဲ့ပါတယ်။အဲဒီနောက်နောက်ဆုံးစံတတ်ချက်မှာတော့ batch လို့ခေါ်တဲ့တမာပင်အမျိုးအစားကိုစံတတ်ပြသားခဲ့ရမှာတော့သူဟာဖိအားကီလိုဂရမ်2000ကျော်အရောက်မှာပျက်စီးလို့သွားခဲ့တာကိုတွေ့မြင်ရပါတယ်ခင်ဗျာ။မမြင်ရသောမိတောင် ကျွန်တော်တို့ကတခါတလေမှာတစ်ခုခုကိုမိကြီးလိုတဲ့အခါရီမှာဆိုရင်ဒီလိုမျိုးမိကျစ်တွေကိုအသုံးပြကြရပါတယ်။ ။နာဝီဒီကမိကျစံတွေကိုဆိုရင်လည်းအခုလိုမျိုးမိကျဘူးနဲ့ချစ်လိုက်မှသာမိတောက်တွေထွက်လာတတ်ပါရဲ့။ဒါမှမဟုတ်ပရိသတ်တို့အနေနဲ့အခုလိုမျိုးမိကျစံကိုရေထဲစိန်ထားလိုက်ရင်မိတောက်လာနိုင်တယ်ဆိုတာကိုယုံကြည်ပါသလား။ဒါကြားရတာထူးဆန်းတဲ့ကိစ္စရတစ်ခုဖြစ်နေပေမယ့်ဒီဗီဒီယိုတွေကလူကားတို့အခုလိုမိကျစံကိုရေထဲထည့်လိုက်တာနဲ့မိထတောက်လာတဲ့စမ်းသပ်မှုကိုပြုလုပ်ပြခဲ့ပါရဲ့။ဒါကြည်လိုက်တဲ့အခါမှာမျက်လှည့်ပြသလိုဖြစ်နေပေမယ့်နောက်ွယ်မှာသူဖုံးကွယ်လှုပ်ဝှက်ထားတဲ့တိပ္ပံဒီပညာတစ်ခုရှည်လုံနေပါတယ်။ အဲ့ဒါကတော့ဒီမှာသူဟောပထမဆုံးရေထဲကိုမီးတောက်လောင်နိုင်တဲ့အရေတမျိုးဖြစ်တဲ့အရက်ပြန်ကိုထည့်လိုက်ပြီးဒီမှာမီးရှို့လိုက်တာပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီမှာအရက်ပြန်ကနေထွက်လာတဲ့မီးတောက်ဟာအရန်ကိုအယောင်ဖျော့တဲ့အတွက်ရေပြင်ပေါ်မှာမမြင်ရဘဲနဲ့ BJ ဆန်နဲ့တွေ့လိုက်မှသာမီးလောင်လာတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ဒါကြောင့်ဒီစမ်းသက်ချက်ကလည်းတကယ်ကိုထိုးကြလွန်လာပါ रे ခင်ဗျာအမအကျော်ဆုံးဖုန်းနဲ့တနံ ရိုက်တက်တို့အလုံးတည်ပြီးကြတဲ့အတိုင်းဒီက Nokia 3310ဖုန်းတွေဟာကမ္ဘာအမအကျုံဆုံးဖုန်းတွေပဲဖြစ်ကြပါတယ်။ဒီမှာဒီဖုန်းတွေဟာအရန်ကိုမှကျော်လွန်တာကြောင့်ဘယ်လိုပဲဖြက်စီးဖြစ်ပါစေအကောင်တန်းရှိနေတတ်ကြတာကြောင့်ဒီမှာမြင်တွေ့နေရတဲ့လူကားတို့ဒီ Nokia 3310ဖုန်းကိုအရန်မိုက်မဲတဲ့အစမ်းတမ်းမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ပထမအဆုံးအနေနဲ့ဒီမှာသူဟာဒီက Nokia ဖုန်းကိုတနက်နေ့ပြစ်ပြီးတော့စမ်းတမ်းလိုက်ပါတယ်။ဒါကြောင့်သူဟာဖုန်းကိုအခုလိုပုံပြပေါ်မှာညှပ်ထားလိုက်ပြီးတနက်နေ့ချိန်လိုက်ပြီးတော့နီနီလေးကနေပြစ်ခတ်လိုက်ပါတယ်။ ဒါပေမဲ့ဒီမှာသူအခုလိုတနက်နေ့ပြစ်လိုက်တဲ့အခါမှာတော့ကြည်စံဟာအခုလိုဖုန်းရဲ့မှန်ကနေကန်ထွက်လာတယ်လို့ကြည်စံဟာလည်းအစိတ်စိတ်မှောမှားဖြစ်သွားပြီးတော့လွင်ထွက်သွားခဲ့ပါတော့ရီ။နောက်ပြီးဒီမှာထူဆန်းတာကဒီကဖုန်းဟာအဲ့ရလုံးဝမထင်မနေအကောင်တန်းရှိလို့နေတာပဲဖြစ်ပါရီ။ဒါကြောင့်သူဟာနောက်ထပ်စမ်းတက်တဲ့အနေနဲ့ဒီဖုန်းကိုဖုန်းခေါ်ဆိုထားပြီးအခုလိုတန်ရီကျူအပူပေးထားတဲ့ဥရဲကိုထည့်သွင်းလိုက်ပါတော့ရင်ဒီမှာတော့ဒီဖုန်းဟာအရန်ကိုတန်မာလုံးတာကြောင့်အခုလိုမျိုးတန်ရီပူထဲမှာတော့မှအတန်မြင်နေသေးပဲဖြစ်ပါရင် ဒါအပြင်ဒီကဖုန်းဟာအရန်ကိုခိုင်မာလွမ်းတာကြောင့်လောင်ကျွမ်းနေတဲ့တထုအည်ထဲမှာတော့အချိန်တတော်ကြာတဲ့အထိအတန်မြင်နေတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ဒါကြောင့်ဒီက Nokia 3310ဖုန်းတွေဟာအရန်ကိုခိုင်မာကြောင်းကိုအားလုံးကလက်ခံထားကြတာပဲဖြစ်ပါတယ်ခင်ဗျာ။မီရှူမီပန်နဲ့ငားကင်စမ်းသပ်မှု ပရိသတ်တို့အနေနဲ့ပွဲတော်တွေမှာဆိုရင်အခုလိုမျိုးမီရှင်မီပန်းတွေကိုအသုံးပြုတတ်ကြတာမြင်ဘူးမှာတေချာပါရင်ဒီမှာအခုလိုမီရှင်မီပန်းတွေဖောက်ထားတဲ့နေရာတွေဟာအရန်ကိုလင်းထိတ်နေတတ်ပြီးလှပနေကမီပန်းများစွာထွက်နေတတ်ပါရင် ဒါပေမဲ့ပြည်သက်တို့အနေနဲ့ဒီကမိဘန်းနေနဲ့ငားခင်တာကိုရောမြင်တွေ့ဘူးကြပါသလားဒီကဗီဒီယိုဖိုင်ထဲမှာတော့ YouTuber တယောက်ဟာဒါကိုစမ်းသက်ကြည့်ဖို့အတွက်ငားတစ်ကောင်ကိုအလူမီနီယံခဲဘက်နဲ့ပတ်လိုက်ပြီးတာယာတစ်ခုထဲမှာမီယူမီဘန်းများစွာကိုတက်စင်ကငားကိုအလဲမှထားထားလိုက်ပါရင်ဒီမှာတကယ်တမ်းတော့သူဟာအဲဒီငားတကယ်ကြက်မကြက်ကိုတည်ကျင်တာဖြစ်လို့အခုလိုငားကိုထားပြီးတဲ့အခါမှာမီယူမီဘန်းတွေအားလုံးကိုမီးရှို့လိုက်ပါတော့ရီ ဒီမှာအချင်းတော်တော်ကြာတဲ့အထိမီးယူမီပန်းတွေဟာလောင်ကျွမ်းသွားပြီးမီးငြိမ်သွားတဲ့အခါမှာသူဟာငါးကိုထုတ်လိုက်ပါတယ်။အဲဒီနောက်ဒါကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အလုံးအထဲမှာကြက်နေတာကိုတွေ့ရှိခဲ့ရပါတယ်။ဒါကြောင့်ဒီစံသက်မှုကလည်းတကယ်တမ်းတော့အတုံးဝင်လာတဲ့စံသက်မှုတစ်ခုသာပဲဖြစ်ပါရဲ့ခင်ဗျာ။ ဟုတ်ကဲ့ပါခင်ဗျာဒီနေ့မှာပြည်သက်တို့အနေနဲ့အခုလိုမျိုးထူးဆန်းတဲ့စံတမ်းမှုတွေကိုကြည့်ရှုပြီးတော့အားရကျေနပ်မိနိုင်မယ်လို့မျှော်လင့်မိပါရယ်ခင်ဗျာအခုလိုမျိုးထူးခြားစံပြားတဲ့ဗီဒီယိုတွေနဲ့ဘူဒူဒက်ရွေရာဗီဒီယိုတွေကိုကျွန်တော်ရဲ့ internet youtube channel နဲ့ official facebook page ပေါ်ကနေပြီးတော့ ਨੇ စင်တိုင်းတင်ဆက်ပေးနေတာကြောင့် subscribe လိုက်ကန် follow လုပ်ထားပြီးစောင့်ကြည့်အားပေးနိုင်ပါရယ်ခင်ဗျာဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ပြည်သက်များအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိနေပါရယ်ခင်ဗျာ